လင်းခေခရိုင်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ဥက္ကဋ္ဌမှမောက်မယ်မြို့နယ်အတွင်းစီမဲယုံများတွင်စင်းစစ်စေးတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရဲမြင့်နယ်တောင်ပိုင်းလင်းခေခရိုင်မောက်မယ်မြို့နယ်အတွင်းစီ2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌စန္ဒမဲပေးပိုင်권ရှိသူမဲစန္ဒရှင်စင်းများကိုရက်ွက်နှင့်ကြေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲရုံးများတွင်ပထမအကြိမ်ကတ်ထားကြေညာပေးထားခြင်းနှင့် မဲယုံများလင်းခေခရန်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ဥက္ကဋ္ဌဦးကျော်ရေးကယနေ့နဲ့စေနာရီကကွင်းစင်းစစ်ဆေးခဲ့ပါတယ်အဆိုပါမဲယုံများနဲ့မဲဆန္ဒရှင်စည်ရဲများကိုတက်ဆိုင်ရာရက်ကွက်နှင့် ကြေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့ဝဲယုံများတွင်ကတ်ထားကြေညာမှုကလင်းခေခရန်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ဥက္ကဋ္ဌနှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကွယ်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမြို့နယ်ရွေးကောက်ပွဲအရာရှိတို့က မဲယုံများအလိုက်လိုက်လံကွင်းစင်းစစ်ဆေးခဲ့ပြီးရက်ွက်ကြေးရွာအုပ်ချုပ်ရေးမှူးများရက်ွက်ကြေးရွာစည်ရေးဝန်ထမ်းများကဆန္ဒမဲပေးပိုင်권ရှိသည့်ပြည်သူများအနေဖြင့်မဲစင်းကိုလာရောက်ကြည့်ရှုပြီးမိမိအမည်မဲစင်းတွင်မပါဝင်ပါကပုံစံသုံးဖြင့်မဲစင်းတွင်အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်းမပါဝင်သင့်သူများပါဝင်နေပါကပုံစံလေးဖြင့်ကန့်ကွက်ခြင်းမဲစင်းပါချက်လက်များမှာယွင်းနေပါက ုံစံလေးကားငယ်ဖြင့်ပြင်ဆင်လွားတင်သွင်းခြင်းတို့ကိုစောင်ရွက်နိုင်မည်ဖြစ်ကြောင်းလိန်ခေခရိုင်ရွေးကောက်ပွဲကော်မရှင်က အသိပေးရှင်းလင်းပြောကြားခဲ့ပါသည်။မောက်မေမြို့နယ်အနေဖြင့်ရက်ကွက်ခုနှစ်ခုကျေးရွာအုပ်စု၈စုတို့တွင်2025ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌စံနာမဲပေးပိုင်ခွင့်ရှိသူစုစုပေါင်း21,152ဦးရှိပြီးရထားမဲယုံပေါင်း38ယုံရှိကြောင်း ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ကွဲထံမှသိရှိရပါတယ်ခမညာ